ကျောက်ဖြူမြို့နယ်မှာဒေတာရင်းငါဖန်ခွင်ကိုစစ်ကောင်မရှင်ကရဲအကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့သိရပါဗျ။ကျောက်ဖြူမြို့နယ်မှာမနေ့ကနိုဝင်ဘာလ18ရက်နေ့ကစတင်လို့ကန်နီကန်ဝေးငါဖန်ထွက်ခွာခွင်ကိုလုံးဝမပြုတော့ဘူးလို့မြို့နယ်စစ်ကောင်မရှင်ရဲ့ဌာနဆိုင်ရာတချို့အပါအဝင်စစ်သားရဲနဲ့ကြန့်ခိုင်ရေးပါတီဝင်အချို့ကမနေ့ကမနက်ပိုင်းမှာရက်ွက်တချို့ကိုအသက်80နဲ့လာရောက်ကြီးညာခဲ့တယ်လို့မြို့ခန့်အမျိုးသမီးတယောက်ကပြောပါရယ်။ ငါဖန်ထွက်တာကိုတွေ့ရှိလို့ရှိရင်ထောင်တန်း20အထိရှောက်မဲ့သွားမယ်လို့ချင်းလျှောက်ပြောဆိုခဲ့တယ်လို့သူကဆက်လက်ပြောဆိုပါတယ်။ငါဖန်ထွက်ခွာခွင့်ကိုရဲအကန့်အသတ်မရှိပိတ်လိုက်လို့ပင်လယ်ပြင်ကိုအမိပြုပြီးအတံမွေဝမ်းကြောင်းပြုနေကြရတဲ့ဒေသခံတွေဟာစောင့်ဝက်နေရတဲ့အတွက်အလွန်အခက်အခဲဖြစ်လာစေနိုင်ပြီးလူမှုဘဝတွေကိုဆိုးဝါးစွာကျက်တဲလာနိုင်စေတယ်လို့ငါဖန်သမားတဦးရဲ့ဇနီးကနှရင်းစရာကိုပြောပါရယ်။အရင်ကလည်းကြောက်ဖြူမျိုးတွေကငါဖန်သမားတွေကို စစ်တပ်ရေးတဲ့နေပြည်တော်ကအကြောင်းပြချက်အမျိုးမျိုးပြပြီးမကြာခဏဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ထောင်ဒဏ်ရှမှတ်မှုတွေအပြင်တချို့ငါးဖမ်းသမားတွေဖမ်းဆီးခံရပြီးတဲ့နောက်အဆက်အသွယ်မရဘဲပျောက်ဆုံးနေတာတွေလည်းရှိခဲ့ပါတယ်စစ်တပ်ဟာ AA နဲ့မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားတဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကစတင်ကရခိုင်ကရေလုံသားတွေကိုပင်လယ်ပြင်မှာ ငါးဖန်းခွင့်တွေကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပြီးမကြာခဏဆိုသလိုတနက်နဲ့ပြစ်ခတ်တာတွေဖမ်းဆီးတာတွေကိုလည်းလုံဆောင်နေတာဖြစ်ပါတယ်။